အီအရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်3လေးအမြောက်တပ်အမတ်3လေးလေးနီးကကျေးရွာတွေမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ရေကြီးမြို့နယ်တွင်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကစလို့နှစ်ဖက်ပြန်လည်ပြစ်ခတ်တံတွေထွက်ပေါ်လာပြီးတိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။လက်နက်ငယ်ပြန်လည်ပြစ်ခတ်တံတွေကြားရတယ်။ဒရုန်းဘုံတွေလည်းကျဲတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းကပဲလေရင်နဲ့ရေကြီးရွာတွေဘက်ကိုကျဲခံရတယ်။တိုက်ပွဲပြန်ဖြစ်နေပါတယ်လို့ ရေးကြီးဒေတာကန်တူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာ18ရက်မနက်3:00လောက်ကစပြီးတော့ရေးကြီးရှိငှက်တိုက်မြက်တူစီစုံကုန်းကျေးရွာတွေကိုလေချောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့ပါရယ်။စစ်ကောင်မရှင်ဟာအရခတက်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေခိုလုံခွေမရရှိစေဖို့ရေးကြီးမြောက်တန်ကြီးကကျေးရွာတွေကိုဩဂတ်လနောက်ဆုံးဘက်ကစတင်ပြီးပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါရယ်။ရင်းနှသားစစ်စေးခိမ့်တဲ့ငတိုင်းချောင်းလမ်းတလျှောက်မှာလည်း ကာကင်းစခန်းငယ်တွေတိစောက်ထားကစည်ရေးပြင်ဆင်ထားပြီးအမြောက်တပ်သုံးလေးလေးအတွင်းကိုကြီကဝစ်ဆောင်အပြည့်ဝစ်ဆင်ထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်သုံးကားကြီးတွေနဲ့ခေါ်ယူအင်အားဖြည့်ထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်ကလေးမျက်နှာအဆက်ရှိဆက်ဆက်ယိုရွာမှာလဲစစ်ကြောင်းတို့အင်အားဖြည့်နေတဲ့အတွက်အေးပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေရှိနေတယ်လို့သိရပါဗျ။